ရင်ရှင်းရကြတဲ့အရင်လှနေတယ်ထင်တယ်ထင်တယ်ဒီမှာလည်းဆိုတော့အခုဘယ်ရောက်နေရလဲဆိုလို့ရှင်မြန်မာပလာဇာရဲ့ promotion area ကိုရောက်နေတာဘာပွဲလာတက်လာလဲဒါ Hollywood Carbon Laser Event ဟုတ်တယ်အဲ့မှာလုံးဝ brand နဲ့ရရှိဝင်တော့လာရန်ချို့ကောင်းလို့ဆိုပြီးတော့ဖိတ်ထားလို့လာပေါ့နော်ဟုတ်ပါတယ်တက်ဒါတော့တောက်ကန်တယ်တယောက်ချင်းမှာဘယ်လိုခံစားရလဲဆိုတော့ Hollywood Carbon Laser ဆိုတဲ့အတိုင်းပဲကွာအဲ Hollywood theme နဲ့ဒါတပွဲလုံးဖန်တီးထားတာ ဆိုလိုက်ကြည့်ကြရအောင်လိုက်ကြည့်ကြည့်မယ်ဘာရှိမလဲဘာရှိမလဲပြီးတော့နောက်နောက်တစ်ခါကျတော့ဒီပွဲမှာဒါရုပ်ရှင်ချစ်တဲ့သူတွေပေါ့နော်ရုပ်ရှင်ကိုဖန်တီးခြင်းတဲ့သူတွေအတွက်အတူအပွဲလေးတစ်ခုလည်းစီစဉ်ထားတယ်အဲ့အကြောင်းလည်းဒီနေ့ကြေညာပေးမယ်လို့ပြောတာဆိုတော့ဘာလေးရဖြစ်မလဲဆက်ပြီးတော့အကြည့်ကြည့်ပါတော့ပါမယ်ကြည့်ရအောင် standing. Let's get to it. Strike the pose. There's nothing to it. But ကျွန်တော်တို့ဒီကနေ့ချင်းပါပြုလုပ်တဲ့ဝေလီယာကို Global Aesthetic Company Limited ကနေပြီးတော့ UCB တို့စီစဉ်တင်ဆက်တဲ့ Hollywood Carbon Laser Event ဖြစ်ပါတယ်။ အာဒါခုဆိုလို့ရှိရင်ဒါနုပညာရှင်တွေရလဲဒါ make set နေရပေါ့နော်ဒီ Hollywood ကောင်းပုံလေးစားအကြောင်း make set နေရပေါ့အဲဆိုတော့ဒီဘောက်လာရည်ရွယ်ချက်ကရရှင်းပါရည်ရွယ်ချက်နေလားရရှင်းရောလားဒါတော့ဒီနေ့ကတော့မအင်းမြက်သူလာကြည့်ရပါမမြက်လေးကိုလာကြည့်ရပါရမ်းလာလို့ပါတကယ်တော့ပေါ့နော်တကယ်တော့ဒီဘောက်လာရည်ရွယ်ချက်ကနှစ်ခုပေါ့နော်ပထမတစ်ခုကတော့ Hollywood ကောင်းပုံလေးစားဆိုတော့ဗာလဲဆိုတော့တည်ချင်တယ်နောက်တစ်ခုက brand ရော ဒီချင်းဝါဒရုပ်ရှင်ဝါဒနာပါကြရဲ့ဘောနော်ကိုရောပုံပြဝါဒနာပါဘောနော်အဲ့တော့ shop နေပြိုင်ပွဲအကြောင်းလေးကိုသိချင်လို့လာတာဗော ာမင်္ဂလာပါဟုတ်မင်္ဂလာပါရှင်ရလှကျေးဇူးတင်ပါတယ်အစောဒါပထမဆုံးပေါ့နော်မဒီပွဲလေးကိုတက်ရတဲ့ UI check ကလေးပါအာဒါက global aesthetic ရဲ့ခေါင်းစဉ်အောက်မှာအမအမြဲတမ်း treatment ယူပြတဲ့ဒါ limon clinic ပေါ့နော်ရှိတဲ့အခါကျ limon aesthetic လို့ခေါ်မှာပေါ့အဲ limon ရှိတော့အမက limon ကတကယ်ကိုပင်နိုင် limon ကလည်းအမကိုအမြဲတမ်းဒီတစ်နှစ်ကလုံးပေါ့နော်အမရဲ့ဒီအသားရဲ့ထိမ့်သိမ့်မှုအမရဲ့အမှုပြုမှုတွေကိုဟုတ် က်ချက်ဝေးရနေရဆိုတော့အမဒီရောက်လာဟုတ်ကဲ့ပါအထက်တစ်ခုကပေါ့နော်ဒါအရန်လဲလှနေရဆိုတော့အမရဲ့အဖလေးကိုထိမ့်သိမ့်တာဘလို့များထိမ့်သိမ့်လဲဆိုတော့လှုပ်အပ်ချက်လေးပြောပြပါဦးလှကြည့်အားကြင်လို့အမလိုလာကြည့်အဓိကကျမ်းမာရေးစားရမယ်ထင်တယ်ကျွန်တော်ကျွန်တော် အာအများနဲ့ပြောပါတယ်အမကပြုတ်ပြင်ရတာကိုမကြိုက်ဘူးထိမ့်နေရတာကိုကြိုက်တယ်အဲ့တော့အမကအလားပါ protein နဲ့မင်းနံပါတ်၁ချက်အမဒီလေ့ကျင့်ခန်းလုပ်တယ်ကိုလက်လုံရှာအားကစားလုပ်တဲ့အခါအမတို့ရဲ့ခန္ဓာကိုယ်ကအာချွေးပုတ်တွေထွက်တဲ့အခါကျတော့အမတို့အသားရည်ကြည်တယ်ပြီးတော့ဖြည်းဖြည်းချင်းနဲ့ကိုယ့်ရဲ့အဆီတွေကလည်းဖြည်းဖြည်းချင်းနဲ့ပါလာတဲ့အခါ body ကလည်းအာကြည်ကောင်းတဲ့နေရာဖြစ်လာတယ်ဒါပေမဲ့အဲ့လိုက်ပဲဆိုလို့မလုံလောက်သေးဘူးအမတို့ကခုနလို skin care တွေနေ့စဉ်ပုံမှန်သုံးသလိုပဲမော်ဒယ် clinic မှာအများနဲ့ပုံမှန် treatment လေးယူပေးမယ်ဆိုရင်အမတို့ကပြောရအောင်အသက်ကလေးကိုခဏလေးထိန်းထားလို့ရတာပေါ့ငယ်အောင်လည်းလုပ်လို့မရ ာဒါပေမဲ့ရှိတဲ့ကိုယ့်ရဲ့အသက်ရဲ့ပမာဏတော့ကိုကထိန်းထားတဲ့သဘောလေးပါအမအဲ့လိုထိန်းသိမ်းပါလေရှင်ကြည့်ပါဦးအဲ့ဆိုနောက်တစ်ခုကကြောက်ပါတော့နော်ဒီအလားတရားနဲ့ယုံကြည်မှုဆိုတာ shop တင်ပြိုင်ပွဲလေးလည်းရှိရပါတော့နော်အဲ့ဟာအတွက်ကဒါလာပြိုင်မဲ့သူတွေအတွက်ဖိတ်ခေါ်ပေးပါအောင်ပြ challenge လေးတစ်ခုဖြစ်တယ်ပါဝင်ပြီးတော့ enjoy ကိုကဘယ်လောက်ထိကိုကဒီအာပေါ့နော်ဒီဇလန်းလေးမှာဘယ်လိုတွေစိတ်ကူးစိတ်လုံမလဲဆိုတဲ့ဟာလေးပြတော့ဒါလေးကတော့အာတကယ်ကိုစိတ်ကူးစိတ်တန်းရှိတဲ့လူငယ်တွေအမပြောရရင်တော့ အာကြောက်ကောင်းတပွင့်ဖြစ်ဖို့အတွက်ဒါတို့ကဒါရှာဝေးတာပေါ့နော်ဟုတ်တယ်မလားအမှုပညာလောကမှာကြောက်ကောင်းတပွင့်ဖြစ်ဖို့အတွက်ဒီ global athletic ကနေပြီးတော့အလားတရားနဲ့ယုံကြည်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့တိမ်ညွတ်နေတဲ့ကြောက်လေးတွေကိုကြောက်ရိုင်းနှုံးလေးတွေကိုရှာဖွေနေတာဖြစ်ပါတယ်အဲ့တော့ကိုကကြောက်ကောင်းတပွင့်ဖြစ်ဖို့အတွက်တော့ကြောက်ရိုင်းပွဲလေးကိုပါဝင်မှုတွေဖိတ်ခေါ်ပါရရှင်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါ ကဲခုနကတော့ပြောထားရယ်ဒီပွဲမှာဆိုလို့ရှိရင်လည်းဒါအာရုပ်ရှင်ချက်တဲ့သူတွေရုပ်ရှင်ဖန်တီးခြင်းတဲ့သူတွေအတွက်ပေါ့နော်အထူးပွဲတွေတခုရှိရယ်လို့ပြောထားရယ်ပေါ့နော်အဲဘာပွဲလဲဆိုတော့ဒါအလျာတန်းနဲ့ယုံကြည်မှုဆိုရယ်ဒါ shopping ပြိုင်ပွဲလေးဇလန်တို့ပြိုင်ပွဲလေးပေါ့နော်ဒီပွဲလေးကိုဒါအာကြိုက်တဲ့ဘသူမဆိုပေါ့နော်ရုပ်ရှင်ချက်တဲ့သူတိုင်းဝင်ပြီးတော့ပြိုင်လို့ရတယ်အဲ့ဒီအကြောင်းကိုလည်းခဏနေမှာဒီစင်ပေါ်မှာပေါ့နော်အာတာဝန်ရှိတဲ့သူတွေကပြပြပေးသွားမှာပေါ့နော်အဲ့ဟာလေးကိုလည်းတူတူနားထောင်ကြအောင်ပြီးတော့သုံးသက်ကြည့်မယ်လေးနော်ဟုတ်မယ် အခုဒါအမားတို့ဒါအတိအကျဆုံးအပိုင်းပေါ့နော်အာအလှတရားနဲ့ယုံကြည်မှုပြိုင်ပွဲအတွက်ကိုဒါဘယ်လိုမျိုးမှတ်ပေးမလဲဘယ်လိုတွေပြိုင်လို့ရမလဲဆိုတာလေးဒါပြပြနေပါပေါ့နော်ဆိုတော့မိုက်တယ်ဟိုဒိုင်းလေးကိုကျင်ညာပြီဒီအလှတရားနဲ့ယုံကြည်မှုဆိုတဲ့အကြောင်းအရာကိုဘယ်လိုအမှုပညာနဲ့ပုံပေါ်မလဲပေါ့နော်ဆိုတော့ကြော်ညာဆန္ဒလည်းမဟုတ်ဘဲနဲ့ပေါ့နော်ဒီ e-commerce ဆန္ဒမဟုတ်ဘဲနဲ့ creative ပို့ပြီးတော့ဆန်နေဆိုတဲ့ဟာမျိုးဘယ်လိုမျိုးပုံပေါ်မလဲဆိုတာလည်းအရင်ခုံပုံပေါ်နေပါ မင်္ဂလာပါဟုတ်ကဲ့အာအရင်ဆုံးပေါ့နော်ဒါပြိုင်ပွဲလေးလက်ရှိရဲဆိုတော့ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ကျင်တဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်အမှတ်ပေးတဲ့ပုံစံလေးကိုလည်းနည်းနည်းလောက်ပြောပြပေးပါလားဆို ဟာအအဓိကတော့ဗောနော်ဒီဟိုအလှတရားနဲ့ယုံကြည်မှုဆိုရယ်ကောင်းစင်ဗောနော်ဆိုတော့ဒီမှာ aesthetic နဲ့ပတ်သက်တဲ့ဟာတွေပါလေအခုကျွန်တော်လူတွေဗောနော်ကျွန်တော်ပြောချင်တာအဲ့လိုတန်မွန်ဝင်မဲ့လူတွေနေဆိုတော့ confuse ဖြစ်နိုင်တဲ့ဟာမျိုးလေးရှိရပါဦးဥမာတချို့ကြောက်လည်းဘယ်လိုထင်ကြလဲဆိုတော့အဲဒီမှာမမဲမြင်နိုင်ကဘုံမဟုတ်ဘူးအစင်မဟုတ်ဘူးဆိုတော့ဟာမျိုးကောင်း tap line နဲ့တွေ့ရတဲ့ခါကျတော့အများစုကအဲ့လို ဟိုဒီ commercial အနေနဲ့ညာကြီးကိုရိုက်ရမှာလားဆိုပြီးတော့အဲ့လိုမျိုးနားလည်မှုလွဲမှာအာနားလည်မှုလွဲနိုင်တယ်ပေါ့နော်အဓိကတော့အာပြိုင်ပွဲလုပ်တဲ့ရွယ်ချက်ကဒီလူငယ်တွေနောက်ရုပ်ရှင်ဒီဇလန်းတို့တွေကိုဝါသနာပါတယ်ဆိုတဲ့လူတွေကိုဟိုခေါ်ထုတ်တဲ့ဟာကပိုအဓိကပေါ့နော်အဓိကဆိုတဲ့အခါကျတော့ဒါပေမဲ့ခေါင်းစဉ်အနေနဲ့ကတော့အလားတန်းနဲ့ယုံကြည်မှုဆိုပြီးတော့ရှိနေဆိုတော့ဘာကိုပို့ပြီးတော့ဥတီရမှာလဲဆိုတော့ creativity ကိုပဲပို့ဥတီမှာပေါ့ကျွန်တော်တို့ကျွန်တော်အနေနဲ့ hero jewelry အနေနဲ့ဆိုရင်လည်း အဲဒီလို commercial ကြီးအနေနဲ့ DBC ကြီးတွေကိုအဲ့လိုရိုက်ပြရဲဆိုတဲ့ဟာမျိုးထက်အဲ creative creative perspective ကနေပြီးတော့ဘလို့ဒီအဲ build အလားတရားရဲ့ယုံကြည်မှုရဲ့ဖော်နိုင်လဲပေါ့အဲ့တော့လွတ်လွတ်လပ်လပ်နဲ့ဖန်တီးမှုကိုပို့ပြီးတော့အသားပေးတဲ့ဟာမျိုးဟိုပြန်စီရှင်တယ်ပေါ့နော်ပြကြပြီကျေးဇူးများရှင်ပါတယ်ဟုတ်ကဲ့ပါအားကျေးဇူးပါတယ်ဟုတ်ပြီးတော့ခုဆိုလို့ရှင်လဲဒါတို့ရှင်းပြနေပေါ့နော်ဒီ aesthetic တစ်ခုရဲ့အရေးကြီးတဲ့ဟာတွေကိုပေါ့နော်ပြီးတော့ကနကိုရဲ့အထောက်ပံ့ပြုတာတွေကိုတို့ရှင်းပြနေအဲ့ဒါတော့နားထောင်နေစီ ကဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကဲဒီနေ့ဒီပွဲလေးကိုလားတဲ့ရွေချယ်လေးပြပြပေးပါဦးပထမအူးဆုံးတော့တော်ရမ်းလာကြတယ်လေအားရမလားသူ့သူ့လည်းအဓိကသူ့လည်းလိုက်ပို့ပေးတာဟောအဲ့လိုလည်းမဟုတ်ပါဘူးအဲ့လိုအသိမှာဒီပွဲမှာအကုန်လုံးအဲ့လိုအလာကြီးစုတဲ့နေရာအော်မဟုတ်ပါဘူးအလာကြီးစုတဲ့နေရာဆိုတော့ဒါသိနေတယ်ထင်တော့လေ ဟိုအလျှောက်ပြောနေရအောင်စတယ်မဟုတ်ဘူးနောက်တော့နောက်တော့နောက်တော့ပွဲမှာပေါ့နော်ဒါ aesthetic clinic တွေမိတ်ဆက်တာပြုံမှတော့အလှတရားနဲ့ယုံကြည်မှုဆိုရင် shop clinic ပြိုင်ပွဲလေးအကြောင်းလည်းမိတ်ဆက်ဖို့ရှိရပေါ့နော်အဲ့ဒါလေးကိုပြိုင်မဲ့ပြိုင်ပွဲဝင်တွေလည်းဖိတ်ခေါ်ပေးပါအလှတရားနဲ့ယုံကြည်မှုဒီတိုက်တဲ့အောက်ကလေးကနေစက္ကန့်30စာ3မိနစ်စာ video လေးတွေကိုကိုကြိုက်တဲ့ creation နဲ့ကိုကြိုက်တဲ့ပုံစံ ကြိုက်တယ်လို့လုပ်လို့ရတယ်နော်ကိုလိုချင်တဲ့ creation ကြိုက်တဲ့ရကြိုက်တယ်လို့လုပ်ဆွဲလို့ရတယ်ဗီဒီယိုလေးပြန်လို့ရပါတယ်လာတရားနဲ့ယုံကြည်မှုအောင်းနေအောင်လေးရတယ်နော်ဘာကိုလဲဖိတ်ခေါ်အာသူပြောလို့ပဲဖိတ်ခေါ်ပါတယ်ပေါ့နော်အဲ့တော့ကို creation ကို join join လာတာကိုကအများကြီးပြင်ရမှာနော်အဲ့တော့ပါဝင်စီချင်ပါတယ်ဟုတ်ကဲ့ကဲပါကျေးဇူးတင်ပါတယ်ကို scale ပြရမယ့်အချိန်ရောက်ပြီနော်ဒါပါပဲဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ် se bo အစိုးရကငါသားဆိုတော့စေလိုက်တယ်ဘယ်လိုဘယ်လိုဘယ်လို ကဲဒါပွဲကတော့ပြီးသွားပြီပေါ့နော်ဆိုတော့ဒီပွဲကဘာကြီးသိခဲ့ရလဲသိရတော့အများကြီးသိခဲ့ရကွာဒါဒီ Hollywood Carbon Laser ကြောင့်လည်းသိတယ်ပြီးတော့နောက်ထပ်တစ်ခုကကျတော့ဒီ skin ကအရေးကြီးတဲ့အတွက်ကြောင့်မလို့ပေါ့နော်တွေ့ရတယ်ရှောင်မလိမ့်မဲနဲ့အဲ့လိုပေါ့မျက်နှာတွေရှောင်မလုပ်ဖို့လည်းလိုတယ်ပေါ့နော်အဓိကတော့ဒီ aesthetic clinic တွေနဲ့တည်တည်ကြာနော်တိုင်ပင်မျိုးတော့မှလောက်တာတော့အကောင်းဆုံးဆိုတော့သိခဲ့ရတော့နော်နောက်တစ်ခုကလေ makeup တွေလည်းမိညာဘက်ကျရင်မျက်နှာသေးအေးဟုတ်နေဟုတ်နေကျမကျမကျမအိတ်သွားတာ makeup လည်းမိအိတ်တာအဲ့တော့ laser ပြည့်အောင်ပါမျက်နှာအောင် အမဆိုင်ပေးမယ်ဆိုတော့ပြစ်မှာပေါ့ရှင်ကြာအာနောက်တစ်ခုကကြတော့ဗောနော်ဒီပွဲမှာဒါဘွာလိုက်ရီပဲချက်ကလည်းဒါ short film ပြိုင်ပွဲဗောနော်ဒီပြိုင်ပွဲအတွက်ကိုလည်းတော်တော်သိခဲ့ရတယ်ဒီပွဲမှာဆိုလို့ရှိရင် second 30စာ3မိနစ်စာနှစ်ခုရှိတယ်ဗောနော်အဲ့ဒါကိုလည်းသိခဲ့ရတယ်ဆိုတော့ အဖန်နီးချင်တဲ့သူတွေတို့ကလည်းဒါဖိတ်ခေါ်တယ်တကယ်လည်းမိုက်တယ်ပွဲနောက်တစ်ခုကကြောက်ဗီဒီယိုလူတွေကိုလည်းညှော်ရမယ်ကြော်ပေးလိုက်အောင်မသူတို့လာပြိုင်ပါလားဟုတ်တယ်နော်လာပြိုင်ပြိုင်ကြမယ်ဆိုတော့ကျွန်တော်လည်းပြိုင်ပွဲဝင်မှာဖြစ်တယ်လို့မျိုးဒါကြည့်နေတဲ့ပရိသတ်တွေထဲမှာလည်းဒီလိုမျိုး frame ကိုစိတ်ဝင်စားတဲ့ရုပ်ရှင်ကိုစိတ်ဝင်စားတဲ့သူတွေတို့ကလည်းလာပြိုင်စီချင်ပါတယ်ဒါကိုယ့်ရဲ့ creation ကိုချပြမယ်အချိန်ပေါ့နော်တော့လာဖို့တော့လည်းဖိတ်ခေါ်ရပါမယ်ရှင်တို့ဟုတ်တယ်ဒီကလူတွေအကုန်လုံးနဲ့ဒီဖိတ်ခေါ်ပါတယ်ဆိုတော့ကဲဒါဆိုရင်ရှင်အများကြီးသိပြီးွားပြီဆိုတော့တခုမွေးပါနော်မမေ့မြင်နိုင်ကာဗွန်အစစ်မဟုတ် ကဲဒါပါပဲဟုတ်ပါရဲ့မဲတော့မြင်နေရတော့ရေးတာဆိုဟုတ်ပါရဲ့အဲ့တော့ဒါမမေ့မြင်နိုင်ကောင်းမွန်စစ်မဟုတ်ဘူးအာတကယ်ဟိုမှအစိတ်ချရတဲ့ clinic တွေစီမှာပေါ့နော်ဒါ treatment ယူဖို့လဲအားလုံးဒီညနေပြောချင်ပါတယ်ဆိုတော့အခုကြည့်နေစီစဉ်ရပါလေလူငယ်ထားပါကဲအဲ့တော့ဒါတော့ရင်ရှင်းပါဟိုတာပါအလုံးပဲတတတတ